င်ပြေထွက်တယ်ဆိုတာအရင်များပုံမှာယုတိရဲ့အနီအောင်ဖူးတွေထွက်လာပြီးတော့ရာရန်လာတာပဲဖြစ်ပါတယ်အပြည့်ထွက်ရတဲ့အဓိကအကြောင်းရင်းကတော့ဓမ္မတရားတွေချောက်ဖြစ်ပြီးတော့တချို့သောဈေးဝါးတွေယောဂါတွေချောက်လည်းဖြစ်လာနိုင်ပါတယ်။တခါတလေမှာအကြောင်းပြချက်မရှိဘဲနဲ့လည်းဖြစ်ပေါ်ထပ်ပါတယ်။အပြည့်ထွက်ခြင်းအမျိုးအစားရင်းနဲ့ဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွေကိုပြပြပေးချင်ပါတယ်။ပထမဆုံးအကြောင်းအရာလေးကတော့လက်တော်တော်အပြည့်ထွက်တာပဲဖြစ်ပါတယ်။အပြည့်ထွက်တာဆိုရင် 6ဘတ်ထက်မကျော်သေးဘူးဆိုရင်တော့လက်တော်အေပီထူလာလို့ခေါ်ပါတယ်အစားအသောက်တွေစေဝါတွေအရေးပြားနဲ့ထိတွေ့မိတဲ့အရာတခုခုနဲ့ဓာတ်မတည့်တဲ့အခါမျိုးတွေမှာအရေးပြားမှရှိတဲ့ခုခံအားဆေးတွေကနေပြီးတော့ histamine ဓာတ်ပစ္စည်းထုတ်လုပ်တဲ့အတွက်ကြောင့်မလို့အီးမေးထွက်လာရတာပါ inside ကိုက်ခံရတဲ့အခါမျိုးတွေနဲ့တချို့တော့ယောဂပိုးတွေဝင်ရောက်တဲ့အခါမှာလည်းဖြစ်လာနိုင်ပါတယ်။အင်ပြင်ဖြစ်စေတဲ့အစားအစာတွေနေနေရတော့မြေပဲ၊ချောကလက်၊ပင်လယ်စာ၊ခင်းကျင်တီ၊ဥ၊ berry တီ၊နှုတ်တို့ပဲဖြစ်ပါတယ်။ ချက်ပြုတ်ထားတဲ့အစားအစာတွေထက်ဆိုင်ရင်အစိမ်းစားတဲ့အခါတွေမှာပိုပြီးတော့ဖြစ်လာနိုင်ပါတယ်။အီပီထားစီနိုင်တဲ့ဆေးတွေကတော့အကန့်ခဲပြောက်ဆေးဖြစ်တဲ့ Ibuprofen လိုမျိုးဆေးတွေ၊တွေးပောင်ချဆေးတွေ၊တချို့သောပိုသက်ဆေးတွေပါဝင်နေပါတယ်။လက်တော်အီမီတို့တာဆိုလို့ရှိရင်ရှင်းချက်ယောဂ၊ဓမ္မတိတာကြောင့်ဖြစ်တဲ့နှာရည်ယူတာ၊အရေပြားရပြီးတော့ခြောက်သွေ့နိုင်တဲ့လက်ဆက်ဆက်မှုရှိနေပါတယ်။နောက်တစ်ခုအနေနဲ့ကတော့နောက်ထပ်ရှိအီပီထွတာပဲဖြစ်ပါတယ်။အီပီထွတာဟာ တပတ်မှာအနည်းဆုံးနှစ်ချိန်ဖြစ်ပြီးတော့၆ပတ်ထပ်ပူနေပြီဆိုရင်တော့ဒါကိုနာတာရှင်အင်မြူတတာလို့ခေါ်ပါတယ်။နာတာရှင်အင်မြူတတာဆိုရင်ဓာတ်မတည့်တဲ့တော်ကြောင့်မလို့ဖြစ်လိမ့်မရှိပါနဲ့။အများစုမှာတော့အကြောင်းရင်းရှာလို့မရပါဘူး။အချိန်ကလာကြမယ်ဆိုတာဖြစ်တတ်ပေမဲ့လည်းပေါ့နော်။အသက်အငင်းတော့မရှိပါဘူး။နာတာရှင်အင်မြူတတာနဲ့ပတ်သက်ပြီးတော့တွဲပြီးတွဲရတဲ့ယောဂပွင့်နဲ့တချို့တော့ယောဂတွေဆိုရင်တော့တုတ်ကွေးယောဂပို့အသိအောက်တော့ပြီးပို့လို့မျိုးဘာရပို့ရင်နောက်တစ်ခုနေရာကျတော့ဗဒူရီယာပုံမာရီပြီးတော့ သားရဟော်မုန်းတွေအရမျိုးခုခံအားဆန်ရာယောဂါတွေသွေးကြောရောင်တာတွေပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကျတော့အရေးပြားကိုရုပ်ပိုင်းဆိုင်ရာလှုပ်ဆောင်မှုကြောင့်ဖြစ်ပေါ်လာတဲ့အင်ဂျင်တို့တာပါ။တချို့ရရှိပါတယ်။အရန်ပူတဲ့အခါအရန်အေးတဲ့အခါမျိုးတွေနေလောင်တာတုံ့နှုတ်တဲ့အခါမျိုးတွေဖိအားများလာဒေးကျင်ကလေးတို့အခါနဲ့ချွေးထွက်တဲ့အခါမျိုးတွေမှာ ဒီလိုအခြေအနေတွေနဲ့ထိတွေ့မှုတွေကြောင့်အင်ပီနေဖြစ်ပေါ်လာလေရှိပါတယ်။မိနစ်ပိုင်းအတွင်းမှာဖြစ်ပေါ်လာပြီးတော့နိုင်အနေငယ်ကြရင်တော့တက်တာတော့တက်ပါတယ်။အင်ပီရဲ့အဓိကလက္ခဏာကတော့ခန္ဓာကိုယ်ရဲ့မြည်တဲ့နေရာမှာမဆိုးရှားတဲ့အဖုပိတ်တွေဖြစ်ပေါ်လာတာပါ။ပုံတည်နေတဲ့အရွယ်အစားမျိုးစုဖြစ်နိုင်ပါတယ်။အသားရမှုမှုတည်ပြီးတော့ပန်းရောင်အနီရောင်ဒါမှမဟုတ်အသေးပြားအရောင်တိုင်းဖြစ်လာနိုင်ပါတယ်။ပြင်းထန်စွာရလာပြီဆိုရင်တော့တစ်ခါတည်းရမှာပူလောင်တဲ့ဝေဒနာကိုပါခံစားရနိုင်ပါတယ်။မျိုးလုံးတဝိုက်ပါဒါမှမဟုတ်နှာခမ်းတို့မှာတမတိတဲ့ဖောရောင်ခြင်းတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်။ အင်ပင်ပူတွေကပေါ်လာလိုက်ပျောက်သွားလိုက် ဖြစ်တတ်ပါတယ်။အများစုကတော့24နာရီအတွင်းမှာတက်တာလေးရှိပြီးမယ်။တချို့ကတော့အချိန်ကာလကြာမီနဲ့အထိဖြစ်ပေါ်တတ်ပါတယ်။ခုပြပေးခဲ့တာဆိုလို့ရှိရင်အင်ပင်ထွက်လာတဲ့ပတ်သက်ပြီးတော့တည်တည်နဲ့အကြောင်းအရာလေးကိုပြပေးခဲ့တာပါ။ဒါတောင်ပြီးတော့အားလုံးကိုချစ်စုတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။